ဟောင်ကောင်ရဲ့ one food ဘုံဖွင့်မီလာမှုနောပိုင်းဘာပဲဆက်ဖိနေလဲဆိုတော့ကိုအချင်းချုပ်ခြေလိုက်ကြရအောင်လူ128ယောက်ထဲမှာ ਨੇ တစ်ဆုံးခဲ့တဲ့ဒီအထစ်ဆိုရင်နောက်ွယ်မှာဟောင်ကောင်ပြည်သူတွေအံ့ဩစရာကောင်းတဲ့ညီညွတ်မှုတွေပြန်ပေါ်လာတာကိုတွေ့ရပါတယ်ပထမဆုံးညီနေကုညီခေစေးကြီးတွေကတော်တော်လေးကိုအားကောင်းပြီးစနစ်ချနေတာပါပဲစားတော့ site ကရာယီခိုလုံစခန်းနေဖြစ်တာလို့ Telegram ကနေတဆင်လဲအထောက်ပံ့နေစူးစိနေကြတယ်ဒါကလေဟိုးရင်2014နဲ့2019ဒီမိုကရေစီလှုပ်ရှားမှုတွေတုန်းက တွေ့ခဲ့ရတဲ့စုစည်းညီညွတ်မှုကိုတော့ပြန်တရိယာစေပါတယ်။နောက်တစ်ခုက အခုညီတွေကပုံစံမျိုးစုံနဲ့ရောက်လာနေတာပါ။စားစရာအဝတ်အစားတွေတင်မဟုတ်ဘူးနော်။ရှင်နေတွေကဥပဒေအကြံဉာဏ်အခမဲ့ပေးတာမျိုးပျောက်သွားရသူတွေအတွက်တရင်အချက်လက်ကြီးစုပေးတဲ့ website တွေအထီးကိုရှိနေတာပါ။အဲဒီတော့ဒီခုညီတွေရဲ့နောက်ွယ်မှာတာဝန်ခံမှုအတွက်တောက်ဆိုတန်တွေကလည်းတတော်လေးကျက်လောင်လာပါဗျ။မင်းဟိုးတွေကရှင်းရှင်းလေးပါ။မီးကဘာလို့ဒီလောက်မြန်မြန်ပြန်သွားရတာလဲ။အစောင်းခလုံးလုံးမှာမီးပေးအချက်ပေးစနစ်တွေကတော့ဘာလို့အလုံးမလုပ်ခဲ့တာလဲ။အခုကဒီကိစ္စအတွက် solo ကြီး contractor အပါဝင်၃ယောက်ကိုလူတက်မှုတန်ရနဲ့ဖန်ထားပါဗျ။ဆိုတော့ ဝါနဲ့ခြေခွဲစရာတွေကြားထဲကနေပဲဒီလိုကာကွယ်လို့ရတဲ့ဘေးအန္တရာယ်မျိုးအတွက်အပြည့်အမှန်နဲ့တရားမျှတမှုရဖို့တောင်းဆိုနေတဲ့ဟောင်ကောင်ပြည်သူတွေစူးစီးညီညွတ်မှုကိုမြင်တွေ့နေရတာဖြစ်ပါတယ်။